ီ sharing ကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်အောင်သူပါကျွန်တော်ဒီနေ့ dynamic array cd စုံစုံဆက်ဆက်လို့နာမည်ပေးထားတဲ့အထဲကနေပြီးတော့ filter function နဲ့ပြုလုပ်နိုင်တဲ့ဥပမာ၃ခုကိုကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ်ကောင်းပါပြီဒီသင်ခန်းစာလေးမစတင်ခင်ပါကျွန်တော် YouTube channel လေးဖြစ်တဲ့ AD knowledge sharing channel ကိုလည်းအဲ subscribe လုပ်ထားပေးကြပါအောင်လို့တောင်းဆိုခြင်းပါတယ်ကျွန်တော်ပြောတဲ့ရှင်းပြတဲ့သင်ခန်းစာလေးကိုကြိုက်နေတတ်တယ်ဆိုရင်လည်း like share လေးလုပ်ပြီးတော့မျှဝေသွားနိုင်ပါတယ်။ကြည့်အားလုံးပဲအခုဒီမှာရှိနေတဲ့သင်ခန်းစာကိုကျွန်တော်စပြီးတော့လေ့လာကြည့်အောင်နော်။အဲ့တော့ပထမဆုံးအနေနဲ့ပြောပြချင်တာက filter function မှာအဲအားနည်းချက်တော့မဟုတ်ဘူးပေါ့နော်။သူ့ရဲ့မလုံနိုင်တဲ့ကိစ္စလေးတခုရှိတယ်။ဒါလေးကိုကျွန်တော်အရင်ရှင်းပြချင်တယ်။ဘာလဲဆိုတော့ကျွန်တော်တို့က filter လုပ်တဲ့အခါမှာ အဲဒီအပေါ်ကအစိမ်းရောင်ဆဲခွက်မှာကိုလိုချင်တဲ့စကားလုံးတွေကိုရိုက်ထည့်လိုက်တဲ့တပြိုင်နက်သူနဲ့သက်ဆိုင်တဲ့ data တွေကိုဒီအောက်ကဇာတ်ကွက်မှာ filter လုပ်ပေးတာပါဒါကိုလည်းကျွန်တော်ပထမဗီဒီယိုဖိုင်မှာရှင်းပြခဲ့ပြီးပါပြီတို့ပဲမဲ့ကျွန်တော်တို့ကအခုဒီမှာ delete နဲ့ဖြတ်လိုက်တယ်ပေါ့ဖြတ်လိုက်တဲ့အခါမှာအဲဒီ date ကွက်မှာ not found လို့ပေါ်မယ်ဟောဒီ expand ကွက်မှာ blank လေးပေါ်နေမယ်အဲ့အဲ့ဒီလိုမျိုး filter function ကပုံမှန်အားဖြင့်ဆိုရင်မဖြစ်ပါဘူးเนาะအဲ့တော့ကျွန်တော်တို့ပုံမှန်အားဖြင့်ဆိုရင်အာပြောပြချင်တာကဘာလဲဆိုတော့ ီနေရာမှာကျွန်တော် delete နဲ့ဖြတ်လိုက်မယ်ဖြတ်ပြီးသွားတဲ့အခါမှာ equal filter tab ခုံလိုက်တယ် array ဆိုတော့ကိုပေါ်ပြခြင်းတဲ့အကြောင်းအရာတွေကိုထည့်ရမှာဒါကြောင့်မလို့ကျွန်တော်ဒီဇာတ်ကောက်တစ်ခုလုံးဆက်လက်မှတ်လိုက်မယ် include ဆိုတဲ့ argument မှာဟောဒီ type ဆိုတဲ့ column ကစကားလုံးတွေကဟောဒီ cell ကွက်မှာရှိတဲ့စကားလုံးတွေနဲ့တူခဲ့ရင် filter လုပ်ပေးပါပေါ့အဲ့တော့ကျွန်တော်ရှင်းပြမယ်အဓိကနေရာကိုရောက်လာပါတယ်အဲ့ဒါဘာလဲဆိုတော့ if empty ပါတကယ်လို့ကျွန်တော်တို့က ဟောဒီစကလုံးရိုက်ထဲမဲ့ဇရာကွက်ကအကွက်လွတ်ပြစ်ခဲ့မယ်ဆိုရင်ဘာလုပ်မှလဲလို့သတ်မှတ်ပေးရမယ်အဲ့တော့ကျွန်တော်အဲ့ if empty နေရာမှာအခုလက်ရှိလောလောဆယ် not found လို့အာအာကျွန်တော်ရေးလိုက်မယ်ပေါ့ရေးပြီးသွားရင် control enter ခေါက်မယ်ခေါက်လိုက်တဲ့အခါမှာဘာမှမထူးကြပါဘူးနော်သို့ပေမဲ့ကျွန်တော်ဒီနေရာမှာ blank ကိုဖြတ်လိုက်ရင်ဟောဒီ formula ပထမဆုံးရေးသားထားတဲ့အကွက်မှာပဲ not found ဆိုတဲ့စကလုံးကပေါ်ပြီးတော့အခြားကြံတဲ့အကွက်နှစ်ကွက်မှာမပေါ်ပါဘူး ဒါဆိုရင်ကျွန်တော်အခုပြောပြခြင်းတာကဟော်ဒီအကွက်လွတ်နှစ်ခွက်မှာပါ not found ဟော်ဒီမှာကတုံညတံပိုးပေါ်ခြင်းလဲဆိုရင်ဘယ်လိုရေးသားရမလဲဆိုတော့ပြောပြပေးမှာပါကောင်းပြီဒါဆိုရင်ကျွန်တော် syntax ကိုပြန်ပြီးတော့ f2 key နိုင်မယ်ဒီ not found နေရာမှာပုံမှန်အားဖြင့်ဆိုရင်ကျွန်တော်တို့ကစကလုံးတစ်လုံးပဲရိုက်သွင်းဝင်ရှိပါတယ်တကယ်လို့ကိုကအကွက်တိုင်းမှာပေါ်ခြင်းလဲဆိုရင်တော့ array constant အနေနဲ့ထည့်သွင်းပေးရမှာဖြစ်တယ် တော့ array ဆိုတာကတော့တကွက်ထပ်ပို့တဲ့ဆဲအစုအဝေးကိုခေါ်တာဖြစ်တယ်ဆိုလိုတဲ့အတိတ်တွေကစကလုံးတစ်လုံးထပ်ပို့ပြီးတော့ကျွန်တော်တွန်းမယ်ပေါ့ဒါဆိုရင်ကျွန်တော်ကအရင်ဆုံးတွန့်ခွင်း curly bracket ကိုနှက်ရမယ် curly bracket ရဲ့အတိတ်တွေက array constant နေ array စကလုံးနေရေးခြင်းလို့သူကပထမဆုံးနှက်ရတဲ့သင်္ကေတပါပြီးရင်တော့ကျွန်တော်ဒီပထမဆဲကွက်မှာ not found လို့ရေးမယ်အဲဒုတိယဆဲကွက်မှာ any လို့ရေးမယ်တတိယဆဲကွက်မှာဒီကျွန်တော်၃ညလို့ရေးမယ်ပေါ့ အော်ဒီနေရာမှာကျွန်တော်တို့ကသကလုံးမရေးသားခင်မှာ double quotation ခံရရပါတယ်သကလုံးရေးသားပြီးတော့ double quotation ပြန်ပိတ်ရတယ်ပေါ့ဒါသကလုံးနေ center stand မှာရေးမယ်ဆိုရင်တကယ်လို့သကလုံးနေမရေးဘဲနဲ့ gain ခန်းနေရေးမယ်ဆိုရင်တော့ double quotation ခံရမလို့ပါဘူးအဲ့တော့ဒီသကလုံးသုံးလုံးကိုထည့်သွင်းပြီးဖြစ်တဲ့အတွက်ကျွန်တော်တွန့်ဝင်ပြန်ပိတ်လိုက်မယ် curly bracket အဲ့တော့ axe ရဲ့ common version နေမှာဆိုရင်အခုလိုမျိုး array constant နေရေးလိုက်ပြီးဆိုရင် control နဲ့ shift နဲ့ under နဲ့ခောက်ရတယ်ဒါမှ axe ကမှန်ကန်တဲ့အဖြစ်ကိုထုတ်ပေးတယ် ။ဒါပေမဲ့အခုကျွန်တော်သုံးနေတဲ့ Excel version ဒီ Office 365ဖြစ်တယ်။အဲ့ဒီလိုမျိုး Office 365ဒါမှမဟုတ်ရင် Desktop version ဆိုရင်2019 version ကနေစပြီးတော့နော်2019 version ကနေစပြီးတော့ Array Constant တွေရေးတဲ့အခါမှာ Control Shift Enter နှိပ်စရာမလိုဘဲနဲ့ Control Enter ခောက်လို့ရပါတယ်။ ဲ့တော့ပြောချင်တာကကိုယ့်ရဲ့ Excel version ပေါ်မူတည်ပြီးတော့အသုံးပြရမှာပါ။ဒါပေမဲ့စိတ်ပူစရာမလိုပါဘူး။ Fader function ကတော့ကျွန်တော် Excel version 2019ကနေစတင်ပါဝင်တဲ့ function ဖြစ်ပါတယ်။2019မတိုင်ခင် version တွေပေါ့။နော်2016တို့2010တို့မှာလုံးလို့မရပါဘူး။ကောင်းပြီကျွန်တော် control under ခေါ်လိုက်မယ်။ခေါ်လိုက်တဲ့နေ့တပြိုင်နက်ပထမအခြေအနေဒုံးကလို့အဲကျွန်တော်တို့ဟောဒီတစ်ခွက်ထဲမှာ not found လို့ပေါ်နေတာမဟုတ်ဘဲနဲ့ အဲကျွန်တော်တို့ဒီကျွန်တော်ရေးထားတဲ့ array constant ဒီဒါဒုတိယဆဲကွက်မှာ n နေလို့ဖော်ပြပေးတယ်တတိယဆဲကွက်မှာကျွန်တော်တုံညလို့ဖော်ပြပေးပါတယ်။ကောင်းပါပြီဒါကတော့ filter function အသုံးပြုနေတဲ့သူတွေအကွက်တိုင်းမှာအဲစကားလုံးတွေဖြည့်သွင်းနေတယ်ဆိုရင်ကျွန်တော်အခုပြောပြတဲ့နီလန်နဲ့ဖြည့်သွင်းနိုင်ပါတယ်။ကောင်းပြီဒါဆိုကျွန်တော်တို့ကဒုတိယဥပမာကိုထပ်ပြီးတော့ကြည့်လိုက်အောင်ကျော်ဒီက row တွေကို hide လုပ်ထားလိုက်မယ်နော်။အဲ့တော့ဒုတိယဥပမာကအဲကျွန်တော်တို့တာမန်အားဖြင့်ဆိုရင်နော်အဲကျွန်တော်တို့ကအခု ဒီမှာကျွန်တော်က filter လုပ်ချင်တယ်ဆိုကြပါစို့ကျွန်တော်ဒီမှာမှတ်ထားတာဒီ save in gun လို့မှတ်ထားတယ်ဒီမှာဆိုရင်လည်း cache receipt လို့မှတ်ထားတယ်အဲ့တော့ဒီသဘောတရားမှာကကျွန်တော်တို့ကဟောဒီမှာရှိနေတဲ့ဆဲကွက်ပေါ့ဒီမှာရှိနေတဲ့ဆဲကွက်မှာเนาะကျွန်တော် cache receipt လို့ရိုက်မှသာကျွန်တော်သတ်မှတ်ထားတဲ့ filter လုပ်ပေးမှဖြစ်ပါတယ်เนาะ filter လုပ်ပေးမှဖြစ်တယ် အခုလိုမျိုးစကလုံးကိုအပြည့်စုံရိုက်ထည့်ရမယ်ပေါ့ဗျာဆိုလိုရတဲ့ဗျာနော်ဟောဒီကော်လံထဲမှာရှိနေစကလုံးအတိအကျရိုက်ထည့်မှသာသူက filter လုတ်ပေးနိုင်တယ်အဲ့ဒီလိုမှမဟုတ်ဘဲနဲ့ဒပိုင်းတစရိုက်ထည့်မယ်ဆိုရင် filter မလုတ်ပေးနိုင်ဘူးအဲ့တော့ဒီပြဿနာ data validation မှာလည်းရှိတယ်အဲ့ဒီခါကျတော့ကျွန်တော်ကဒီမှာ receipt လို့ရိုက်လိုက်တာနဲ့တပြိုင်နက်အဲ့ဒီ receipt ပါတဲ့စကလုံးတွေမှန်တယ်များကို filter လုတ်ချင်တာအဲ့လိုလုတ်ချင်တယ်ဆိုရင်တော့ကျွန်တော်အခုပြောပြတဲ့နီလန်နဲ့လုတ်လို့ရတယ် အဲဒီမှာတစ်ချက်ထူကြရရှိသေးတယ်ကျွန်တော်ဒီ recipe မှာ s ပါတယ်ပေါ့နော်ဟောဒီ recipe မှာ s မပေါ့သို့ပေမဲ့ဒါကျွန်တော်တို့ filter လုတ်ပေးတယ်ပေါ့နော် filter ထဲမှာ filter လုတ်မယ်ဆိုရင်ဒီနီလန်းကတော့အကောင်းဆုံးလို့ကျွန်တော်ပြောချင်တယ်အဲဘာလို့လဲဆိုတော့သတ်မှတ်ထားတဲ့စကလုံးအတိအကျရိုက်ပေးရင်လဲသူက filter လုတ်ပေးသလိုသတ်မှတ်ထားတဲ့စကလုံးမဟုတ်ဘဲနဲ့စကလုံးတချို့တို့ဝက်ကိုရိုက်လိုက်ရင်လဲသူက filter လုတ်ပေးတယ်အဲ့တော့ဒီနီလန်းကိုဘယ်လိုလုတ်ရမလဲဆိုတာကျွန်တော်တစ်ချက်လောက်လေ့လာကြည့်အောင် ဲ့တော့ filter function ကအဲဟိုပါပေါ့နော်ဒီ boolean logic ကိုအသုံးပြုတဲ့ function ဖြစ်တာပေါ့နော်အဲ့တော့ကျွန်တော်ကပထမဆုံးအနေနဲ့ဘာလုပ်မှာလဲဆိုတော့ကျွန်တော် search function ကိုသုံးမှာဖြစ်ပါတယ် SEAR CH search အဲ့တော့ find text ဆိုတော့ဘာဟုတ်ရှာမှာလဲပေါ့ find text နော် search function ဒီရှာဖွေတဲ့အလုပ်ကိုလုပ်ပေးပါတယ်ရှာဖွေတဲ့ကိုရှာဖွေခိုင်းတဲ့စကားလုံးဒီနော်ဘယ်နေရာမှာရှိလဲပေါ့ ဥမာဆိုကြပါစို့ကျွန်တော်ကမ AUNG အောင်လို့ရိုက်လိုက်တယ်ဗျာအဲ့ဒီညမှာကျွန်တော် N ကိုရှာခိုင်းတယ်ဒါဆိုအဲ့ဒီ search function က N ဒီဘယ်ဘက်အစွန်ဆုံးကရေရင်3ခုမြောက်မှာရှိတဲ့အတွက်3ဆိုတဲ့သူကကဏ္ဍကိုထုတ်ပေးတယ်3ဆိုတဲ့ကဏ္ဍကိုထုတ်ပေးတယ်အဲ့ဒါကဥပမာပြောပြတာနော်အဲ့တော့ကျွန်တော်အခုဒီ search function မှာဟောဒီအပေါ်ကွက်မှာရိုက်ခဲ့မဲ့သကလုံးဒီဘယ်နေရာမှာရှိလဲဆိုတာအရေးဆုံးရှာမယ် ဘူးเนาะအဲ့တော့ fine text ဆိုတဲ့နေရာမှာအဲကျွန်တော်ဒီเนาะအဲဒီစကားလုံးကိုညွှန်းလိုက်မယ်ညွှန်းပြီးသွားရင် comma ကုတ်မယ် within text ဘယ်စဲအစုဝေးထဲမှာရှာမှာလဲလို့ပြောပါပါအဲ့တော့ဒီ receipt ဆိုတာရိုက်ထားတာဒီဟောဒီ type ဆိုတဲ့ column မှာရှိနေတဲ့စကားလုံးတွေမှာရိုက်ထားတာဒါကြောင့်မလို့ကျွန်တော်တို့က within text နေရာမှာအဲ့ဒီအဲစကားလုံးရှိတဲ့ column တစ်ခုလုံးကိုမှတ်ထည့်ပြရမယ်ကောင်းပြီကျွန်တော်မှတ်ထည့်လိုက်မယ်ပြီးရင်တော့ comma ကုတ်မယ် stat number ကတော့အဲထည့်လဲရတယ်မထည့်လဲရတယ် တော့ကျွန်တော်မထဲတော့ဘူးအန်တာခောက်လိုက်မယ်ခောက်လိုက်တာနဲ့ဒီပြိုင်နဲ့ဒီနေရာမှာကြည့်ပါနော်ဒါတွေဒီနော် sorry နော်ကျွန်တော်ဒီနေရာမှာအဲဒိတ်က control shift တိုက်ပြီးနေလိုက်မယ်အော်မပြောင်းဖြစ်နေခဏနော်အာကျွန်တော်ဒီနေရာမှာဒိတ်ဖြစ်နေတော့ general ပြောင်းလိုက်မယ်အဲ့တော့ဒီဟာကိုပြန်ပြီးတော့ကျွန်တော်တို့ကအာလေးလာကြည့်မယ်ဆိုရင်နော်အဲကျွန်တော်တို့ဒီကိုရှာပွေခိုင်းတဲ့ရစီဆိုတဲ့သကလုံးရှိတဲ့ เนาะ row တွေဒီ number တွေဖြစ်နေတယ်အဲ့လိုမဟုတ်တဲ့ residual စကားလုံးမှာပါရဲ့ row ဒီ value တွေဖြစ်နေပေါ့ဒါက filter function ရဲ့အလုပ်လုပ်ပြီးတဲ့ပုံစံပုံပြီးပေါ့အဲ့တော့ကျွန်တော်လိုချင်တာက sorry เนาะ search function ရဲ့အလုပ်လုပ်ပြီးတဲ့ပုံစံပုံပြီးပေါ့အဲ့တော့ကျွန်တော်လိုချင်တာကအဲ့ဒီ number တွေမဟုတ်ဘူး number ပေါ်တဲ့အကွက်တွေကိုကျွန်တော်က true လို့လိုချင်တယ် number မဟုတ်တဲ့အကွက်တွေကို false လို့လိုချင်တယ် ဒါမှ logical အဖြစ်ရမှသာကျွန်တော်တို့ကဒီ filter function ထဲမှာသွားသုံးလို့ရမှာအဲ့တော့ကျွန်တော်ကပထမဆုံးအနေနဲ့ဟာလား is number ဆိုတဲ့ function ကိုသုံးမှာဖြစ်ပါတယ်အဲ့တော့ is number ဆိုတဲ့ function ကဘာအလုပ်ကိုလုပ်ပေးတာလဲဆိုတော့သတ်မှတ်ထားတဲ့เนาะအဲဆဲကွက်ကဂဏန်ဂိန်းဂဏန်ဖြစ်ခဲ့မယ်ဆိုရင် true ဆိုတဲ့အဖြစ်ကိုထုတ်ပေးမယ်ဂိန်းဂဏန်မဟုတ်ခဲ့ဘူးဆိုရင် false ဆိုတဲ့အဖြစ်ကိုထုတ်ပေးမှာပေါ့ဒါဆိုရင်ကောင်းပြီကျွန်တော်အခု ქვენ ပိတ်လိုက်ပြီးတော့ control enter ခောက်လိုက်မယ် ျွန်တော်လိုချင်တဲ့အဖြေတွေရပါပြီ true တွေ false တွေရပြီပေါ့အဲ့တော့ဒီနေရာမှာကျွန်တော်သတိထားမှာက filter function မှာ include ဆိုတဲ့ argument ပါပါတယ် include ဆိုတဲ့ argument ဒီ true ဖြစ်ခဲ့မယ်ဆိုရင်သူက filter လုပ်ပေးမယ် false ဖြစ်ခဲ့မယ်ဆိုရင် filter မလုပ်ပေးဘူးပေါ့အဲ့တော့ true ဖြစ်နေရသည် hotbed ဆဲကွက်မှာရှိနေတဲ့စကားလုံးတွေက resi ဆိုတဲ့စကားလုံးပါနေတဲ့စာကြောင်းတွေမို့လို့ true ဖြစ်နေရဖြစ်တယ်ဒါကြောင့်မလို့ကျွန်တော် f2 နှိပ်မယ် နေပြီးတော့ရင် home key နှိပ်မယ် right arrow နှိပ်မယ် FILT ရ filter tap ခေါ်လိုက် erase ရဲ့နေရာမှာကျွန်တော်ဇာတ်ဝတ်ကြီးတစ်ခုလုံးကိုပေါ်ပြခြင်းလို့ဇာတ်ဝတ်တစ်ခုလုံးဆက်လက်မှတ်မယ် comma ကုန်မယ် include ဆိုတဲ့ argument နေရာမှာကဒါ true ပေါ်နေပါပြီဒါဆိုရင်ကျွန်တော်တို့ကအခုဝင်ပိတ်ပြီးတော့ under ခေါ်လိုက်တာနဲ့တပြိုင်နက်အာအခုလိုမျိုးအဲကျွန်တော် receive ပါတဲ့စကားလုံးတွေကိုသူက filter လုပ်ပြီးသွားမှာပါအဓိကစဉ်းစားတဲ့နေရာကကျွန်တော်ပြောပြတင်တာဒီ is number ဆိုတဲ့နေရာကိုစဉ်းစားတာဖြစ်တယ် ော့ search function ကပထမဆုံးအနေနဲ့ကိုယ်သတ်မှတ်ချက်နဲ့ကိုက်ညီတဲ့အကြောင်းအရာတွေကိုနံပါတ်အဖြစ်ပြောင်းပေးတယ်။အဲ့ဒီနံပါတ်တွေဖြစ်ပြောင်းပေးတဲ့ဆဲကွက်တွေကိုကျွန်တော် true လို့ကျင်လို့ is number ကိုသုံးတယ်။နောက်ပိတ်ဆုံးအနေနဲ့ filter function မှာ include argument ဒီ true ဆိုရင်သူက filter လုပ်မယ် false ဆိုရင် filter မလုပ်ဘူး။အဲ့တော့နော်ဒါဆိုရင်ကျွန်တော်ပြန်ပြီးတော့စမ်းသပ်ကြည့်အောင်။အဲကြည့်တော့ဒီမှာ save ပေါ့နော်။ကျွန်တော် save လို့ရိုက်လိုက်မယ် control enter ခေါက်လိုက်မယ်။ save နဲ့ပတ်သက်တဲ့အားတွေအကုန်လုံးကြာလာပါပြီ။ကောင်းပါပြီ။ဒါကတော့ကျွန်တော်ပြောပြခြင်းနဲ့ဒုတိယဥပမာဖြစ်ပါတယ်။ တော့တတိယဥပမာလေးကိုကျွန်တော်ဆက်ပြီးတော့လေ့လာကြည့်အောင်ဗျာเนาะအော်တတိယဥပမာကဘာလဲဆိုတော့အဲကျွန်တော်တို့ကအခုเนาะ sorry เนาะကျွန်တော်ဆုံးဆွဲလောက်ကျွန်တော်တို့ကအခုဒီနေရာမှာเนาะအာ C income နဲ့ render income ကိုပဲ filter လုပ်ချင်တယ်ပေါ့ဒါကိုကျွန်တော်ပထမ video file မှာတုန်းက all criteria ကိုအသုံးပြုပြီးတော့လုပ်လို့ရတယ်ဆိုတော့ရှင်းပြခဲ့ပြီးပါပြီ သို့ပေမဲ့ဒီနေရာမှာကျွန်တော်တို့အဲဒီ all criteria ကိုမသုံးဘဲနဲ့ count if function ကိုသုံးပြီးတော့ဘယ်လိုလုပ်ရမလဲဆိုတာကျွန်တော်ရှင်းပြပေးမှာဖြစ်ပါတယ်။ဟောမိဒါဆိုရင်ကျွန်တော်ကအရင်ဆုံးအာဒီ sequence နှစ်ခွက်ပေါ့ say income သို့မဟုတ် rental income ပါတော့အကြောင်းအရာများကို filter လုပ်ပါလို့သူခိုင်းမှာ။ဟောမိအဲ့လိုခိုင်းမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော် filter function ရေးမယ်။အဲ့တော့ဒီမှာရေးသားပုံရေးသားเนี่ยနှစ်မျိုးရှိရပါတော့ကျွန်တော်သုံးနေတဲ့ count if function ပဲကျွန်တော်အရင်ဆုံးပြောပြမှာအဲ့တော့ equal count if ဆိုပြီးတော့ရေးတွက်လိုက်မယ် c o u n d i f เนาะ down arrow tab အခု criteria range 1ဆိုတဲ့နေရာမှာကျွန်တော်ကဟောဒီစကားလုံးနှလုံးကိုထည့်သွင်းมาဖြစ်တယ်။ကောင်းပြီ။ comma ကုန်မယ်။ criteria 1နေရာမှာတော့တာမန်အားဖြင့်ဆိုရင်ကျွန်တော်တို့က save code တစ်ခုကိုညွှန်းပေးရမှာ။ဒါပေမဲ့ကျွန်တော် save code တစ်ခုကိုမညွှန်းဘဲနဲ့ဟောဒီ column တစ်ခုလုံးကိုကျွန်တော်ညွှန်းလိုက်မယ်။ညွှန်းပြီးသွားတဲ့အခါမှာအာကျွန်တော် control under ခေါက်မယ်ပေါ့။ခေါက်လိုက်တဲ့အခါမှာဈေးရင်ခံပါတဲ့အကွက်တွေက1ဖြစ်ပြီးတော့ เนาะဈေးရင်ကမပါရဲ့ကွက်တည်းအတုံညဖြစ်နေပါတယ်အဲ့တော့ boolean logic ရဲ့သဘောတဘာဝအရာတစ်ဒီ true ဖြစ်တယ် false ဒီတုံညဖြစ်တယ်အဲ့တော့ကျွန်တော်တို့ကဟောဒီစကားလုံးနှလုံးနဲ့ကိုက်ညီတဲ့ row တွေကတစ်ဖြစ်နေမှာဒါဆိုရင် filter function ရဲ့ include argument နေရာမှာကျွန်တော်သွားသုံးလို့ရပြီကောင်းပြီဒါဆိုရင်ကျွန်တော်ဒီမှာ select မှတ်လိုက်မယ်ဖတ်ပြီးသွားတဲ့အခါမှာ filt ရ filter array ဆိုတဲ့နေရာမှာဇာတ်ကွက်ဒီတစ်ခုလုံးကိုကျွန်တော် select မှတ်မယ်ပြီးရင် comma ကုတ်မယ် include ဆိုတဲ့ argument နေရာမှာတော့ county function ကိုသုံးထားတယ် control under အဲ့တော့ဒါဒီပုံမှန်အဖြစ်ပြောရင် all criteria ဖြစ်ပါတယ်အဲ့တော့ဒီ all criteria ကို boolean logic မှာဆိုရင်အပေါင်းလက္ခဏာသုံးတယ်အဲအဲ့ဒါကိုဘယ်လိုလုပ်လဲဆိုတာက share video file မှာရှိပါတယ်အဲ့ဒီကျွန်တော်ပြောထားတဲ့ share video file မှာဥပမာ tick mark 3ကို ပြန်ပြီးတော့လေ့လာပေးပါ ောင်းပါပြီကျွန်တော်ရှင်းပြခြင်းတဲ့အကြောင်းအရာတော့ဒီလောက်ပါပဲအားလုံးပဲကျွန်တော်ရဲ့ Excel Video File တွေကိုအချိန်ကုန်ခံပြီးတော့လေ့လာပေးကြကျေးဇူးတင်ပါတယ် Excel နဲ့ပတ်သက်တဲ့အခက်အခဲပြည်လည်ကြပါစေနောက်ပိုင်း Video File တွေမှာကျွန်တော်ပြန်တွေ့ကြမယ်နော်